ဧပြီလ28ရက်နေ့မှာတစုံတရာကရှန်ဟိုင်းဟွန်ချီယိုလေဆိပ်မှာမြင်ကွင်းတစ်ခုကိုရိုက်ကူးခဲ့ပါတယ်။တချိန်ကစီကားနေတဲ့လေဆိပ်ကိတ်ဟာအခုတော့လူသူကင်းမဲ့ပြီးတော့ခီးတဲ့အနေငယ်သာဖျက်ဆီးသွားလာနေတာကိုတွေ့ရပါတယ်။ဒီနေရာကတချိန်ကနိုင်ငံရဲ့အလုပ်အများဆုံးလေဆိပ်တီတရာတစ်ခုဖြစ်ခဲ့တာကိုယုံဝါခန့်နေပါပြီ။ဧပြီလ26ရက်နေ့မွန်လွဲ့နနာရီဝင်းကျင်မှာရှန်ဟိုင်းဖူတုံးလေဆိပ်မှာနောက်ထပ်ဗီဒီယိုတစ်ခုကိုရိုက်ကူးခဲ့ပါတယ်။ gay area ဟာထူးထူးခြားခြားတိတ်ဆိတ်နေပြီးတော့အကောက်ကင်းဆိုင်အများစုကပိတ်ထားတာဖြစ်ပါတယ်။ဗီဒီယိုရိုက်ကူးနေသူကအံ့ဩပြီးတော့ရှုပ်ထွေးနေခဲ့ပါတယ်။တချို့သောအသုံးပြုသူတွေကမှတ်ချက်ပေးရင်ပြီးခဲ့တဲ့လကလူတွေအများကြီးရှိခဲ့တာလေ။သူတို့အားလုံးဘယ်သွားကြတာလဲလို့ပြောခဲ့ကြပါတယ်။နောက်တဦးကဒါကနိုင်ငံတကာထွက်ခွာရေး area ပါအကောက်ကင်းဆိုင်တွေကိုသတိမထားမိဘူးလားဒီမှာလူမရှိတာပုံမှန်ပဲအခုအားလုံးပိတ်သိမ်းနေကြပြီလို့ဖြေကြားခဲ့ပါတယ် တဦးကလည်းဗီဒီယိုတစ်ခုရိုက်ကူးပြီးဒါကအရန်ကြောက်စရာကောင်းတယ်ရှန်ဟိုင်းဖူဒုံလေစိတ်ကဒါလောက်ကြီးကျယ်ပြီးဒီဂိတ်ကလူသူကင်းမဲ့နေတာပဲစီးပွားရေးကြဆင်းမှုကတကယ်ကြောက်စရာလို့ပြောခဲ့ပါတယ်အလုံများတဲ့မေလာခီးသွားရာသီရောက်လာချိန်မှာတရုတ်နိုင်ငံသားအများစုကအဓိကနိုင်ငံတကာလေစိတ်တွေဟာလူသူကင်းမဲ့နေတာကိုသတိပြုမိခဲ့ကြပါတယ်ဧပြီလ24ရက်နေ့မှာ ရှီယန်ယန်နိုင်ငံတကာလေစိတ်မှာ နိုင်ငံတကာထွက်ခွာရေးဂိတ်ဟာလုံးဝလူမရှိခဲ့ပါဘူး။ရှီယန်ယန်နိုင်ငံတကာလေဆိပ်ဟာရှီယန်မြို့လေကနေအနောက်မြောက်ဘက်25ကီလိုမီတာအကွာမှာတည်ရှိပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံးခီးတယ်လေဆိပ်တွေကတစ်ခုဖြစ်တယ်လို့အနောက်မြောက်တရုတ်ရဲ့အကြီးဆုံးလေကြောင်းဆက်သွယ်ရေးဗဟိုဌာနလည်းဖြစ်ပါတယ်။ဧပြီလ22ရက်နေ့မှာအသုံးပြုသူတဦးကဗီဒီယိုတစ်ခုရိုက်ကူးပြီးဒီလိုမျိုးတစ်ခါမှမမြင်ဘူးခုခြံရှားလေးစိတ်ကလူမရှိဘူးလို့ပြောခဲ့ပါတယ်။အဲဒီနေ့မှာပဲနောက်တဦးက ချန်တူးလေးစိတ်မှလည်းလူတောင်မရှိသလောက်ပဲကြည်ပါအောင်လူမရှိဘူးလို့ပြောခဲ့ပါတယ်။ဧပြီလ27ရက်နေ့မှာ blogger တူးကဗီဒီယိုတစ်ခုရိုက်ကူးပြီးရှင်တန်ဒီဝိုဖူလေးစိတ်ဟာအလွန်တိတ်ဆိတ်နေပြီးဆိုင်အားလုံးပိတ်ထားတယ်လို့ပြောခဲ့ပါတယ်။ရန်ရှီဒီဝိုဖူနိုင်ငံတကာလေးစိတ်အခုတော့တန်ဂျင်းနိုင်ငံတကာလေးစိတ်လို့လူသိများပြီးတရုတ်နိုင်ငံအနောက်ပိုင်းရဲ့အလုအများဆုံးလေးစိတ်တွေတရာတစ်ခုဖြစ်ပါတယ်။ ဧပြီလ17ရက်နေ့မှာ blogger တဦးကဗီဒီယိုတစ်ခုရိုက်ကူးပြီး Beijing Capitalize ကအကောက်ကင်းဆိုင်တွေကိုဖျက်ထားခဲ့ပါတယ်။အရန်တိတ်ဆိတ်နေတဲ့ထွက်ခွာရေး area ကအကောက်ကင်းဆိုင်တွေဟာလူမရှိသလောက်ပဲဆိုင်ဝင်နှန်းတွေပဲရှိတယ်။အရင်အထက်အများကြီးတိတ်ဆိတ်နေတယ်လို့ပြောခဲ့ပါတယ်။အကောက်ကင်းဆိုင်တွေအများစုပိတ်ထားတယ်။ဒီ area ဟာအခုအားလုံးနှီးပါပိတ်သိမ်းနေပြီ။အရင်လိုမဟုတ်တော့ဘူးလို့လည်းဆက်ပြောခဲ့ပါရယ်။တချို့သောနိုင်ငံသားတွေက ဒါကနေရာတိုင်းမှာအတူတူပဲအသက်မရှိသလိုပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်တစ်ဦးကတော့ဒီမေလမှာရှန်ဟိုင်းကို လာလည်လို့ရတယ်လို့ပြောခဲ့ပါတယ်။ဘန်ဟာလူပြည့်ကျက်နေမှာမဟုတ်တာသိကြပါတယ်။ကဲယောဂမဖြစ်ပွားခင်ကဖူတုံးလေးစိတ်ဟာအမြဲလိုလိုလူပြည့်နေခဲ့ပါတယ်။ ပကုံးချင်းထီလောက်တော့မဟုတ်ပေမဲ့အလုံများနေတာတော့သိကြပါရယ်။တချိန်ကအလုံရှာမှုတွေနဲ့စီကားနေခဲ့တဲ့တရုတ်လေဆိပ်တွေကအခုတော့လူသူကင်းမဲ့တဲ့မြို့တွေနဲ့တူလာခဲ့ပါရယ်။ဒီဖြစ်စဉ်ကိုကိုရိုင်းတွေးကြုံခဲ့ရတဲ့ blogger တွေဟာသူတို့ရဲ့အားအသင့်မှုကိုဗီဒီယိုတွေကတဆင့်ဖော်ပြခဲ့ကြပါရယ်။လွန်ခဲ့တဲ့၄-၅နှစ်လောက်ကတည်းကတရုတ်နိုင်ငံရဲ့အကြီးအလေဆိပ်တွေအထူးသဖြင့်နိုင်ငံတကာလေဆိပ်တွေဟာအားလည်းရက်တွေဒါမှမဟုတ်ခီးသွွားရသည့်အထောက်အထိပ်မှာမယုံနိုင်လောက်အောင်အလုံများနေခဲ့ပါရယ်။ ဒါမှန်ရုံဖွင့်ရက်ဒီမှာတောင်ဂိတ်အေရီယာတွေဟာလူတွေနဲ့ပြည့်စက်နေပြီးထိုင်းစရာနေရာရှာမရလို့လူတွေဟာမတည့်ရက်နေရတာဒါမှမဟုတ်အနားယူဖို့ချမ်းပြင်ပေါ်မှာထိုင်နေရတာမျိုးပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာတချိန်ကစီကားနေတဲ့မြင်ကွင်းတွေကပျောက်ကွယ်သွားခဲ့ပါတယ်ဂိတ်အေရီယာတွေဟာအခုတော့လူမရှိသလောက်ဖြစ်နေပြီးထိုင်ကုန်တွေကဘသူမဆိုအချိန်မရွေးထိုင်လို့ရတဲ့အနေအထားဖြစ်နေပါတယ် အကြသည်ခင်နှစ်တွေအတွင်းတရုတ်နိုင်ငံရဲ့စီးပွားရေးဟာဆက်လက်ခြားစင်းနေခဲ့ပြီးလူမှုသုံးဆွဲမှုအဆင့်လျှော့ချတဲ့လမ်းကြောင်းဟာသိသာထင်ရှားပါတယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့နောက်ခံမှာလူတွေကပို့ပြီးတော့ဈေးသက်သာအောင်သုံးဆွဲလာကြပါတယ်။ရလက်နေနဲ့ခီးသွားတဲ့တရုတ်ပို့ဆောင်ရေးစီးရေးတွေဟာတိတိတသာကြာဆင်းသွားခဲ့ပါတယ်။တရုတ်နိုင်ငံအရက်ဖတ်လေးချောင်းအသင်းရဲ့ဥက္ကဋ္ဌဝမ်ချန်ရှင်းရဲ့ပြောကြားချက်အရတရုတ်နိုင်ငံရဲ့လေးချောင်းလုပ်ငန်းဟာ ပြည်တွင်းမှာမြန်နှုံမြင့်ရထားတွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်နေပြီးတော့နိုင်ငံတကာမှာတော့နိုင်ငံရေးဆိုင်ရာပြဿနာတွေကြောင့်ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ဝမ်ကဘလိုနိုင်ငံရေးဆိုင်ရာပြဿနာတွေကိုအတိအကျမပြောခဲ့ပေမဲ့လူအများကဒီစိန်ခုံမှုတွေဟာတရုတ်အစိုးရရဲ့ပြင်းထန်တဲ့ဝင်ပလွေတန်တမန်ရေးကနေပြီးတော့ဆင်းသက်လာတယ်လို့ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့နိုင်ငံတကာလေဆိပ်တွေလူသူကိမဲ့နေပေမဲ့တရုတ်အစိုးရဟာလေဆိပ်အသစ်တွေတက်ကြွစွာ ဆောက်လုပ်နေသေးပါဧပြီလ17ရက်နေ့မှာအက်ဒီဆန်တူကဗီဒီယိုတစ်ခုရိုက်ကူးပြီးဒါလီနိုင်ငံတကာလေဆိပ်ဟာလူမရှိသလောက်ဖြစ်နေတာကိုပြသခဲ့ပါတယ်သူကအနီးနားမှာလေဆိပ်အသစ်တစ်ခုဆောက်လုပ်နေတာကိုဝေဖန်ခဲ့ပါတယ် လက်ရှိစီးပွားရေးပတ်ဝန်းကျင်မှာဒါလီနိုင်ငံတကာလေဆိပ်ဟာပေရက်မှာည7:20မှာလူမရှိသလောက်ပဲနိုင်ငံတကာဂိတ်ကပိတ်ထားတယ်။လေရင်ခီးစင်မရှိ ခီးတယ်လည်းမရှိဘူး။ချင်းတာအော်မှာဘာလို့လေဆိပ်အသစ်စောင့်နေရတာလဲ။ဒီလေဆိပ်ကဒါလီအတွက်လုံလောက်နေပြီးပြီးပြည့်စုံနေ။ချင်းတာအော်လေဆိပ်ပြီးစီးသွားရင် ဘသူကလေရင်စီးမှလည်းလေရင်ခီးစဉ်အတွက်လိုအပ်ချက်ကမရှိဘူးဒါဟာငွေကုန်ကြေးကြများပြီးအားထုတ်မှုလဟတ်သက်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။စောင်းလုံးနေတဲ့ ဂျင်ဂျူအော်နိုင်ငံတကာလေးဆိတ်ဟာဒါလီယန်ရဲ့အရှိပင်လယ်ဧရိယာမှာတည်ရှိပြီးဂျူစီလေးဆိတ်ကနေအရှိတောင်ဘက်18ကီလိုမီတာအကွာမှာရှိပါတယ်။ဒီလေးဆိတ်က2024ခုနှစ်ဇွန်လ15ရက်နေ့မှာတရားဝင်စတင်ဆောက်လုပ်ခဲ့ပြီးဒီနိုင်ငံရဲ့ပထမဆုံးကျွန်းတူပေါ်မှာတည်ဆောက်ထားတဲ့လေးဆိတ်ဖြစ်ပါတယ်။ဒီလေးဆိတ်က area 20 square kilometer ကျယ်ဝင်းပြီး 4F လေပတ်မှုစံနှုန်းအတိုင်းဒီဇိုင်းထုတ်ထားပါတယ်။အစီအမံမှာပြေးလန်း၄ခုနဲ့ Golden Stream Meter ခြေဝင်းတဲ့ gate area တခုပါဝင်ပါတယ်။ဒီဥနိုင်ငံရဲ့နိုင်ငံတကာလေဆိပ်တွေဟာပြင်းပြိုင်ဆိုင်မှုပြင်းထန်မှုနိုင်ငံတကာနဲ့စီးပွားရေးခီးသွွားလိုအပ်ချက်အားနည်းမှုထောက်ပံ့ရေးခွင့်ဆက်ပြဿနာတွေနဲ့ငွေကြေးထမိုးချဆင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။မကြသေးမီကဒီဥနိုင်ငံရဲ့နိုင်ငံပိုင်လေကြောင်းလိုင်း၃ခုက2025ခုနှစ်ဖန်တာရေးရလဒ်တွေကိုထုတ်ပြန်ခဲ့ပြီးဆက်လက်ဆိုးရွားတဲ့အဆုံးရှုံးမှုကို၅နှစ်ဆက်လက်ရင်ဆိုင်နေရတာကိုဖော်ပြခဲ့ပါတယ်။ လေရင်930ဝန်းကျင်လဲပတ်နေတဲ့ Air China က2024ခုနှစ်မှာတန်ပေါင်း230ယွမ်အမေရိကန်ဒေါ်လာ31.6တန်းခန့်အတည်င်ဆုံးရှုံးမှုအစီရင်ခံခဲ့ပါတယ်။ဒါဟာ2023ခုနှစ်ကဆုံးရှုံးမှု1.34ဘီလီယံယွမ်နဲ့2022ခုနှစ်ကဆုံးရှုံးမှု39ဘီလီယံယွမ်နဲ့နှိုင်းယှဉ်ပါတယ်။ဒီနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ China Southern Airlines က 2024ခုနှစ်မှာ1.00ဘီလီယံယွမ်ဆုံးရှုံးမှုအစီရင်ခံခဲ့ပြီး2023ခုနှစ်က1.14ဘီလီယံယွမ်ဆုံးရှုံးမှုရှိခဲ့ပါတယ်။ရှန်ဟိုင်းအခြေစိုက် China Eastern Airlines ကတော့2024ခုနှစ်မှာ4.2ဘီလီယံယွမ်ဆုံးရှုံးမှုအစီရင်ခံခဲ့ပြီး2023ခုနှစ်ကနေ8.1ဘီလီယံယွမ်ဆုံးရှုံးခဲ့ပါတယ်။ဒီအောင်နိုင်ငံရဲ့ပြည်ရင်းလေကြောင်းဆွေးရည်ဟာ2019ခုနှစ်ထက်ကျော်လွန်နေပေမဲ့ နိုင်ငံတကာလေယာဉ်ခီးစဉ်တွေပြန်လည်နလန်ထူမှုမှာတော့ကမ္ဘာတစားနေရာတွေနဲ့နိုင်ရှင်ရင်နေကွေးနေခဲ့ပါတယ်။ကက်ယောဂါကြောင့်ခီးသွားကန့်သက်ချက်တွေကို2023ခုနှစ်အစောပိုင်းမှာသာရှုပ်သိမ်းခဲ့တာပါ။ကမ္ဘာလေကြောင်းလုပ်ငန်းဟာ2023ခုနှစ်မှာအမြန်ဆုံးပြန်လည်ရရှိခဲ့ပေမဲ့ China Southern Air China နဲ့ China Eastern လိုလေကြောင်းလိုင်းတွေဟာကက်ယောဂါပြည်နောက်ဘန်နာရေးမျှတမှုကိုရုံးကန်နေရသေးပါ။ Flight Master နဲ့လေးချောင်း data ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီ Sirian ရဲ့လေယာဉ်ခီးစဉ်အချိန်စရာ data အရဒီယိုနိုင်ငံရဲ့ပြည်ရင်းစီးပွားရေး PR တွေနဲ့တခြားနိုင်ငံတွေနဲ့ဒီယိုနိုင်ငံရေးတင်းမာမှုတွေဟာနိုင်ငံတကာခီးသွားလာမှုကိုထိခိုက်စေခဲ့ပါတယ်။ 2023ခုနှစ်မတ်လမှာနိုင်ငံတကာလေကြောင်းစွမ်းရည်ဟာ2019ခုနှစ်အလားတူအချိန်ကထက်20ရာခိုင်နှုန်းနှိမ့်ချနေခဲ့ပါတယ်။အဲချိုင်းနာကပြည်ရင်းစည်းကွက်မှာအထူးသဖြင့်လုပ်ငန်းပြိုင်ဆိုင်မှုဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို့ဖော်ပြခဲ့ပါတယ်။ တည်ရင်းစည်းကွက်မှာလေးချောင်းလိုင်းတွေဟာနိုင်ငံတကာလေးချောင်းတွေအတွက် ပုံမှန်သုံးလေးရှိတဲ့ကိုရဲကျဲလေးရင်ကြီးတွေကိုဆက်လက်အသုံးပြုနေရသေးပါ Syrian ရဲ့ data အရပြည်ရင်းစွမ်းရည်ရလဲနှေးကွေးလာပြီးတော့ Mashla မှာရခိုင်နစ်အလားတူအချိန်ကထက်တသမခုနှစ်ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်မကြာသေးခင်ကလေရင်လက်မှတ်တံပိုး200ရွယ်အထိကန်တမ်းမှုနဲ့ ညံနှုံးမြင့်ရထားလက်မှတ်တွေကို30ရာခိုင်နှုန်းရှော့ပေးပြီးတဲ့သတင်းတွေခက်စားနေပါတယ်။တရုတ်နိုင်ငံမှာလေရင်လက်မှတ်ဈေးနှုန်းတွေကအကဲယောဂအတွင်မြင့်တွေးခဲ့ရတဲ့သမိုင်းဝင်အမြင့်ဆုံးအဆင့်တွေကနေကျဆင်းလာနေပါတယ်။ဥပမာအနေနဲ့ China Southern ရဲ့ Nissan ခီးတဲ့အထွက်နှုန်းဟာစနစ်တသမ9ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Air China ကလည်းစနစ်တသမ4ရာခိုင်နှုန်းကျဆင်းမှုကြုံတွေ့ခဲ့ပါတယ်။လာမယ့်မေလအားလည်းရဟာ မေလတရက်ကနေ9ရက်အထိ9ရက်ကြာမှဖြစ်ပါတယ်။အားလည်းရမတိုင်ခင်မှာလေချောင်းလိုင်းတွေကလက်မှတ်တွေကို80ရာခိုင်နှုန်းအထိရှော့စီးပေးတဲ့ပရိုမိုးရှင်းတွေစတင်ခဲ့ပါတယ်။ဥပမာအနေနဲ့ နန်ကျင်းကနေချန်တူးကိုသွားတဲ့လက်မှတ်တွေဟာ400ယွမ်အထိနေပါတဲ့ဈေးနဲ့ရောင်းချခဲ့ပါတယ်။မေလ3ရက်နေ့အားလည်းရမတိုင်ခင်မှာဟူဟီကနေချန်တူးကိုသွားတဲ့ economy club လက်မှတ်တွေဟာအခုမပါဘဲ360ယွမ်အထိသက်သာခဲ့ပါတယ်။ဒါဟာမူလဈေးနှုန်းရဲ့27ရာခိုင်နှုန်းသာရှိပါတယ်။ Flight Master Data အရ2024ခုနှစ်မှာပြည်ဝင် economy club လက်မှတ်ရဲ့ပြည်မျှဈေးနှုန်းဟာရခိုင်နှုန်းကထက်12.3ရာခိုင်နှုန်းကျဆင်းခဲ့ပြီးတော့ 969ယွမ်အမေရိကန်ဒေါ်လာ105ခန့်သာရှိပါတယ်။ Forward Key Data အရ2024ခုနှစ်မှာတရုတ်နိုင်ငံကနေနိုင်ငံတကာလေကြောင်းလက်မှတ်ဈေးနှုန်းတွေက2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်32ရာခိုင်နှုန်းကျဆင်းခဲ့ပြီးအာရှတဝိုင်းရဲ့နိုင်ငံတကာလက်မှတ်ဈေးနှုန်းတွေကတော့7ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ။လေရင်လက်မှတ်စီနှုန်းတွေကျဆင်းလာတာအပြင် လေဆောင်လုပ်ငန်းမှာနောက်ထပ်ဒုက္ခလက္ခဏာတစ်ခုကတော့လေရင်မှုတန်တန်းသားတွေကိုဆိုင်းငံ့ထားတာပါ။တရုတ်မီဒီယာရဲ့အစီရင်ခံစာတစ်ခုအရ China Eastern မှာတန်တန်းသား89ဦးကိုဆိုင်းငံ့ထားခဲ့တယ်လို့ဖော်ပြထားပါတယ်။2024ခုနှစ်မှာ China Eastern ရဲ့စစ်ဆေးအကဲဖြတ်မှုစီးမြင့်အသစ်တွေအရ2018ကနေ2021ခုနှစ်အထိတန်တန်းသားတွေက နိုင်ငံကအရက်ဖတ်လီချောင်းအင်္ဂလိပ်စာမေးပွဲနဲ့ license theory စာမေးပွဲတွေကို6လအတွင်းအောင်မြင်ရမှာဖြစ်ပြီးမဟုတ်ရင်တို့ရဲ့တန်တန်းသဘောတူညီချက်တွေကိုရက်ဆိုင်မှာဖြစ်ပါတယ်ဒီစာမေးပွဲနှစ်ခုကိုသတ်မှတ်ချိန်အတွင်းမအောင်မြင်လို့တန်တန်းသား89ဦးဆိုင်းငံ့ခံခဲ့ရတယ်လို့သိရပါတယ်ဒီဆိုင်းငံ့မှုပြဿနာဟာလုပ်ငန်းအတွင်းအငင်းပွားမှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးနှိရှေတင်းကျတဲ့တန်တန်းတွေပြီးတဲ့တန်တန်းသားအများအပြားကအကဲဖြတ်မှုစံနှုန်းတွေပြောင်းလဲမှုကြောင့် သူတို့ရဲ့တင်ယူမှုကိုရပ်ဆိုင်းခံခဲ့ရပါတယ်။လေကြောင်းကျွမ်းကျင်သူတို့ကတရုတ်မီဒီယာကိုပြောကြားရမှာကဲယောဂအတွင်လေရင်ခီးစဉ်လိုအပ်ချက်တိတိတသာကျဆင်းသွားခဲ့တာကြောင့်လေရင်မှုတွေပိုရှယ်မှုနဲ့နှောင်နှေးမှုတွေဖြစ်ပေါ်ခဲ့ပြီးအခုဒါရီထင်ရှားလာခဲ့လို့ဆိုပါတယ်။အရက်ဖက်လေကြောင်းအုတ်ချုပ်ရေးရဲ့ဒေတာအရ 2014ခုနှစ်ကနေ2019ခုနှစ်အထိဒေယုနိုင်ငံရဲ့ပြည်ရင်းလီရင်အရေးအတွက်ဟာနှစ်စဉ်ပြန်မြ30ရာခိုင်နှုန်းကျော်တိုးတက်မှုနှုန်းနဲ့ကြီးထွားခဲ့ပါတယ်။ဒီအချိန်အတွင်းပြည်ရင်းလီချောင်းလိုင်းတွေရဲ့လီရင်ခီးစဉ်အရေးအတွက်ဟာနှစ်စဉ်3သိန်းခန့်ထိုးလာခဲ့ပြီးတော့2019ခုနှစ်မှာ၄တသမ6တန်ခီးစဉ်အထိရောက်ရှိခဲ့ပါတယ်။ဒီအချိန်ကာလဟာတရုတ်နိုင်ငံရဲ့လေကြောင်းလုပ်ငန်း၊လေယာဉ်မှုအရေအတွက်များပြားစွာတိုးချဲ့ခဲ့တဲ့ကာလဖြစ်ပါတယ်။လူသိရှင်ကြားဒေတာအရ 2016ခုနှစ်မှာ China Civil Aviation Flight University ကလေယာဉ်မှူးသဏ္ဍာန်သား2252ဦးကိုစုဆောင်ခဲ့ပြီးဒါဟာစံချိန်တင်အများဆုံးဖြစ်ခဲ့ပါတယ်။ဒီရေတွက်ကနောက်ထပ်3နှစ်ဆက်လက်တိုးလာခဲ့ပါတယ်။လေယာဉ်မှူးသဏ္ဍာန်သားတွေဆိုင်းငံ့ခံရမှုနဲ့ပတ်သက်ပြီးလုပ်ငန်းအတွင်ပုဂ္ဂိုလ်တဦးက အရင်ကစုဆောင်မှုတွေအများကြီးအများလုံးခဲ့ပြီးတော့အခုတော့လေယာဉ်လိုအပ်ချက်နေလာတာကြောင့်လူတချို့ကိုဖယ်ရှားရမယ်လို့ဖော်ပြခဲ့ပါတယ်။ လေယာဉ်မှူးတူလေးချင်းပေးဖို့ကုန်ကြစည်းက6သိန်းယွမ်ကနေ10သိန်းယွမ်အထိရှိရလို့သိရပါဗျ။အကြသေးခင်နှစ်တွေမှာ China Eastern Airlines မှာ လေယာဉ်မှူးလေးကျင့်ရေးကုန်ကြဆေးဟာတက်လာခဲ့ပြီး2019ခုနှစ်မှာ950တန်းရွယ်အထိရောက်ရှိခဲ့က2022ခုနှစ်မှာ880တန်းရွယ်အထိအထူးထိပ်ရောက်ခဲ့ပါတယ်2024ခုနှစ်ပထမနှစ်ဝက်မှာတော့လေယာဉ်မှူးလေးကျင့်ရေးကုန်ကြဆေးက220တန်းရွယ်အထိကိုကျဆင်းသွားခဲ့တာဖြစ်ပါတယ်တရုတ်ရေးရကျွမ်းကျင်သူဟီယွမ်က လင်းရမှုတူလေးချင်းပေးဖို့ကုန်ကြစီဟာအလွန်ကြီးမာပြီးတနန်းသားတွေကသူတို့ရဲ့လူငယ်ဘဝတစ်ခုလုံးကိုဆုံးလွတ်နေတာခံရတယ်လို့ပြောပါရယ်အခုတော့အာနာပိုင်တွေက လူအများကြီးစုဆောင်ခဲ့ပြီးအခုလင်းရမှုတနန်းသားတွေကိုစွန့်ပစ်နေရလို့ဆိုပါရယ်နေရှည်လေးချင်းပေးရလူတွေကိုစွန့်ပစ်လိုက်တဲ့ဒီအခြေအနေကတရုတ်ကွန်မြူနတီပါတီရဲ့တာဝန်မဲ့တဲ့စနစ်ရဲ့ရလဒ်တစ်ခု ဖြစ်တယ်လို့သူကဆက်ပြီးတော့ပြောခဲ့ရလဲဖြစ်ပါရယ်လေချောင်းလိုင်းတွေရဲ့ကုန်ကြမ်းစည်းတွေကအ धिक အားဖြင့် ဝင်တန်းလောင်စာစီနဲ့လေရင်ကုန်ကြမ်းစီတွေနဲ့ဖွဲ့စည်းထားပြီးအခုတော့အားလုံးကကုန်ကြမ်းစီတွေကိုရှော့ချဖို့ကြိုးစားနေကြပါတယ်။2023ခုနှစ်မှာတရုတ်နိုင်ငံရဲ့အဓိကလေကြောင်းလိုင်း3ခုရဲ့လစာကုန်ကြမ်းစည်းတွေကတော့ China Eastern ကတအူးကို23,950ယွမ်၊ China Southern ကတအူးကို23,250ယွမ်၊ Air China ကတအူးကို23,2600ယွမ်စီဖြစ်ပါတယ်။ China Eastern ရဲ့လစာကုန်ကြမ်းကြီးကအနည်းငယ်ပိုများနေပါတယ်။ ဒီနေ့အစမှာအဓိကလေးချောင်းလိုင်းအားလုံးကနှစ်စဉ် bonus တွေထုတ်ပေးခဲ့ပါတယ်။2024ခုနှစ်မှာ China Eastern ကအဓိကလေးချောင်းလိုင်း၃ခုထဲမှာဆုံးရှုံးမှုအများဆုံးကိုအစီရင်ခံခဲ့ပါတယ်။မကြသေးမီက China Eastern ဟာပြဿနာများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်လေရင်ခီးစဉ် MU5735 ရဲ့ဂျေကွဲဝင်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ဒီလေရင်ကခုမင်းကနေ take off လုပ်ပြီးတော့64မိနစ်အကြာမှာ ကွန်ရှိရဲ့တောင်တန်းဒေသမှာပြတ်ကျခဲ့ပါတယ်။မတော်တဆမှုရဲ့အကြောင်းရင်းမှန်ကိုမဖော်ပြရသေးပေမဲ့တချို့ကဒါဟာလူအမားနဲ့ဆက်ဆက်နိုင်တယ်လို့ယူဆကြပါတယ်။ပေကရနဲ့က China Eastern ဟာထိုင်ကုံအစုလိုက်ပိတ်ပင်မှုပြဿနာနဲ့လူမှုဝေဖန်မှုကိုရင်ဆိုင်ခဲ့ရသလို VIP ခီးတယ်လေးဦးကိုလေးစိတ်မှာမိထားခဲ့တဲ့ဖြစ်ရပ်ကြောင့်လဲဝေဖန်ခံခဲ့ရပါတယ်။ ထရုတ်နိုင်ငံရဲ့နိုင်ငံတကာလေဆိပ်တွေလူသူကင်းမဲ့နေမှုဟာနိုင်ငံသားလေဆောင်လိုင်းတွေတရုတ်စီးကွက်ကနေတဖြည်းဖြည်းပြန်လည်ဆုတ်ခွာနေမှုနဲ့လည်းသက်ဆိုင်နေပါတယ် 2024ခုနှစ်မှာနိုင်ငံသားလေကြောင်းလိုင်းတချို့ကတရုတ်နိုင်ငံသို့နဲ့တရုတ်နိုင်ငံကနေလေရင်ခီးစင်တွေကိုရပ်ဆိုင်းခဲ့ပြီးတော့လေရင်ခီးစင်ဖြတ်သိမ်းမှုလိုင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ data အရကက်ယောဂါနဲ့ကန်သက်ချက်တွေရုပ်သိမ်းပြီးကလေးကနိုင်ငံသားလေကြောင်းလိုင်းတွေရဲ့တရုတ်နိုင်ငံသို့နဲ့တရုတ်နိုင်ငံကနေလေကြောင်းစွမ်းရည်ဟာကက်ယောဂါမဖြစ်ခင်အဆင့်ကိုပြန်မရောက်နိုင်ခဲ့သလိုလေကြောင်းလိုင်းတချို့ကတရုတ်စီးကွက်ကနေလေရင်ခီးစင်တွေကိုရုပ်သိမ်းခဲ့ပါတယ်။ ခီးသွွားလိုအပ်ချက်နေပါမှုလေချောင်းလမ်းချောင်းကန့်သက်ချက်တွေနဲ့နိုင်ငံရေးဆိုင်ရာအကြောင်းမျိုးမျိုးဟာဒီဆုတ်ခွာမှုရဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။2024ခုနှစ်ဇူလိုင်လမှာပြည်ထောင်ရဲ့ Virgin Atlantic ကလန်ဒန်ရှန်ဟိုင်းလမ်းကြောင်းကိုအော်တိုဘားလကုန်မှာအကန့်အသတ်မရှိဖြတ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။အကြောင်းကတော့လေရင်ခီးစဉ်အချိန်တွေပိုရှည်လာတာအကြောင်းပါ Ryan Brunei Airlines ကလည်း2024ခုနှစ်အောက်တိုဘာလအစပြီးတော့ဘေကျင်းကိုတပတ်နှစ်ကြိမ်လည်ပတ်တဲ့လေယာဉ်ခီးစဉ်တွေကိုဈေးကွက်ခြေနေကြောင့်ဆိုင်းငံ့မယ်လို့ကြေညာခဲ့ပါတယ်။ဖိလစ်ပိုင်ရဲ့အကြီးကလေကြောင်းလိုင်း၃ခုကလည်း ဒီယုန်နိုင်ငံကိုတိုက်ရိုက်လေရင် ခီးစင်တွေကိုရှော့ချခဲ့ပြီးအခုတော့ရှန်ဟိုင်းနဲ့ထရန်ဂရီလိုလမ်းကြောင်းတွေကိုသာဆက်လက်ထိန်းသိမ်းထားပါတယ်။2024ခုနှစ်မေလမှာ Qantas လေကြောင်းလိုင်းကတရုတ်နိုင်ငံကိုခီးသွွားလိုအပ်ချက်နှဲပါတာကြောင့် Shanghai ကို လေရင်ခီးစင်တွေကိုဇူလိုင်28ရက်ကစပြီးဆိုင်းငံ့မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အော်တိုဘာလအကုန်မှာ Brisbane ကနေမနီလာကိုလေကြောင်းအသစ်ဖွင့်လှစ်ဖို့စီစဉ်ထားပြီး Singapore ကိုလေရင်ခီးစင်တွေကိုလည်းဒုံးမြင့်လောက်ဆောင်မှာဖြစ်ပါတယ်။ မက္ကဆီကိုရဲ့အဲရိုမက္ကဆီကိုလေးချောင်းလိုင်းကတော့တရုတ်နိုင်ငံကိုလမ်းချောင်းကိုပြန်မဆတင်သေးပါဘူး။သုံးနှစ်ကြာကယောဂပြီးတဲ့နောက်အမေရိကန်နဲ့တရုတ်နိုင်ငံအကြားလေရင်ခီးစင်တွေကပြလဲနလန်ထူမှုနေကွေးနေခဲ့ပါတယ်။ဒီတင်အခြေဆိုင် OAG ရဲ့ data အရ2024ခုနှစ်ဩဂုတ်လအထိ ဖော်ပြချက်တွေအရ2024ခုနှစ်ဇူလိုင်လမှာအမေရိကန်နဲ့တရုတ်နိုင်ငံအကြားလေရင်ခီးစင်အကျဉ်းကြီးက2019ခုနှစ်ဇူလိုင်လကထက် 24ရာခိုင်နှုန်းသာရှိခဲ့ပြီးတော့ထိုင်းကုံအုံပြုမှုဟာ9နှစ်အရင်ကထက်25ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလမှာဒေါ်နယ်ထရန့်က American ပြည်ထောင်စုရဲ့သမ္မတအဖြစ်ပြန်လည်ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ data အရအဲ့ဒီအချိန်မှာ American နဲ့တရုတ်နိုင်ငံအကြားလေရင်ခီးစဉ်အရေးအတွက်ဟာ2019ခုနှစ်ကအဆင့်ရဲ့30ရာခိုင်နှုန်းတောင်မပြောင်းရောက်သေးပါဘူး ။မကြသေးခင်ကအမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံမပြန်ထန်လာမှုဟာနှစ်နိုင်ငံအကြားစီးပွားရေးခီးတွားလာလှုံ့ဆော်မှုကိုတိုက်ရိုက်ထိစေခဲ့ရလေဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးများ යි တင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။